ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ6ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရပါဒီ channel လေးကပြည်ပချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဇုတ်တင်ဆက်ပေးခြင်းတော့ကတော့တောင်တာမြို့အဝင်စစ်စေးကိတ်၃ကိတ်ကိုတော်လိုင်းတက်တွေတပြိုင်နက်စီးနေတက်ခတ်ခဲ့ပြီးဘန်ကာ၁၁ခုအထိတင်ဆက်နိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် မတလီတိုင်းတောင်တမျိုးအဝင်စစ်စေးရေးဂိတ်၃ဂိတ်ကိုတပြိုင်နက်ဝင်းရောက်တက်ခဲ့ရမှာစစ်အုပ်စုဝင်၃កងထက်မနဲ့တည်ဆုံးခဲ့ကြောင်းမြင့်ကျန်ခဲအမှတ်၃တရင်ရဲ့တာဝန်ရှိသူကပြောပါတယ်။ယမန်နေ့နိုဝင်ဘာလ9ရက်နေ့မနက်6:00နာရီခန့်ကတောင်တာမြို့မှာရှိတဲ့ကြီးရိုးဂိတ်ဘိတ်တနူတောင်ကိန်းနဲ့ဇကြန်းအထွတ်တန်လန်းစစ်စေးရေးဂိတ်တွေကိုမြင့်ကျန်ခဲအမှတ်၃တရင်ကတပြိုင်နက်ဝင်းရောက်တက်ခဲ့ခဲ့တာဖြစ်ပါတယ်။တကိတ်နဲ့တကိတ်ကမနှီးဘူးဗျ။ဇကြန်းအထွတ်တန်လန်းဂိတ်ဆိုတော့ကတောင်တာမြို့ရဲ့အနောက်ဘက်အထွတ်ဂိတ် မကြီးယိုကိတ်ကတောင်တာမြို့အရှိတ်အထွက်ဂိတ်တောင်တာမြို့မကြီးယိုကိတ်ရဲ့တောင်ဘက်က တောင်ပေါ်လို့မြင်းကြံခင်အမှတ်သုံးတရင်ရဲ့တောင်ဝင်ရှိသူကပြောပါတယ်မကြီးယိုကိတ်မှာရှိတဲ့စစ်အုပ်စုဝင်းများထွက်ပြေးပြီးဘန်ကာများအတွင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးရဲ့အလောင်းတွေတွေ့ရပြီးဘန်ကာရီကိုမိရှုခဲ့တယ်လို့၎င်းတောင်ဝင်ရှိသူကပြောပါတယ်ပေတနုတောင်ပေါ်မှာရှိတဲ့ဂိတ်ကိုဝင်းရောက်တက်ခတ်ရမှာလဲစေအုစုဝင်းများထွက်ပြေးပြီးဘန်ကာ၁၂ခုအနက်ဘန်ကာ၁၁ခုအထိတင်ဆက်နိုင်ကြောင်း စကြံအထွတ်တန်လန်းဂိတ်ကတော့အပြန်အလှန်ပြစ်ခတ်ပြီးမသိမ်းနိုင်ခဲ့ပေမဲ့စေအုပ်စုဝင်တွေထွက်ပြေးသွားခဲ့တယ်လို့မြင်းကြံခရဲ့အမှတ်သုံးတရင်ကထုတ်ပြန်ထားပါတယ်။မြင်းကြံခရဲ့အမှတ်သုံးတရင်ရဲ့ရဲဘော်တအူကြီးထိမှန်ပြီးမစိုးရင်ရဘူးလို့သိရှိရပါတယ်။မကြီးရုပ်ဂိတ်ကတော့ဝင်ရောက်သိမ်းဆဲချိန်မှာသူတို့ပြစ်ချိန်မရလိုက်ပဲသူတို့ပြေးကြတယ်။အနောက်ဘက်ဂိတ်ကတော့အရှိတ်ဘက်ကတနက်တန်ကြတော့ဘန်ကာနဲ့ဝင်ကျင်ရပြီးဟိုဘက်ဒီဘက်ပြစ်ခတ်မှုဖြစ်ပြီးတော့အနောက်ဘက်စကြံတန်လန်းဂိတ်ကတော့မသိမ်းလိုက်နိုင်ဘူး။မကြီးရုပ်ဂိတ်ကတော့အကုန်သိမ်းလိုက်နိုင်တယ်။ တိမ့်နိုင်ပြီးဘန်ဂါရီကိုမိရှုဖျက်ဆီးခဲ့တယ်။ဂျန်မာရီဖြုတ်ခဲ့တယ်လို့မြင်းကြံခေအမတ်တုံးတရင်ရဲ့တာဝန်ရှိသူကပြောပါတယ်။စစ်အုပ်စုဝင်တွေဟာလက်နက်တွေယူဆောင်ပြီးထွက်ပြေးကြလို့လက်နက်မသိမ်းလိုက်နိုင်ဘူးလို့သိရှိရပါတယ်။ကာကွယ်ရေးဘော်တွေအနေနဲ့ဘန်ဂါရီကိုထိန်းထားနိုင်ပေမဲ့စစ်ကောက်စီလေကြောင်းကနေတိုက်ခိုက်ပါကတောင်တာမြို့ပေါ်ပြည်သူတွေထိခိုက်မှာစိုးရိမ်တဲ့အတွက်မိရှို့ပြီးပြန်ဆုတ်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ည၈နာရီကျော်မှာတော့စစ်ကောက်စီတပ်ကတောင်တာနယ်အတွင်းကရွှေတံပူကြေးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့လို့ ီသူတူဦးသေဆုံးကအင်တွေပျက်စီးခဲ့ကြောင်းလူမှုလှုပ်ရှားမှုကော်မတီတောင်းတာကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ကံမမျိုးရင်နတာရေစကန်ကိုတော်လန်ရေးတပ်ဖွဲ့ကဒုတိယအကြိမ်သိမ်းပိုက်နေပြီးမြို့ကိုပါထိုးစစ် ပြင်နေလို့စစ်ကော်မရှင်အပြင်းထန်ခုခံနေရကြောင်းတင်ဆက်ပေးပါမယ် ကွေးတိုင်းတရက်ခရိုင်ကံမမြို့ရင်းနသာတိုက်နယ်ရဲစခန်းကိုဒုတိယအကြိမ်တိုက်ခိုက်နေပြီးမြို့ပေါ်ကိုပါဒိုးစစ်ဆင်လာလို့စစ်ကော်မရှင်အပြင်းထန်ခုခံနေရကဂျက်ဖိုက်တာတွေနဲ့ဒရုန်းတွေပါပြန်ဝဲနေပြီးကံမမြို့ပေါ်အဝင်ထွက်တွေနဲ့ကျောင်းတွေရုံးတွေပါပိတ်ထားရတယ်လို့သိရှိရပါတယ်နိုဝင်ဘာလ6ရက်နေ့ဒီကနေ့မနက်4:00ခန့်ကစတင်ကတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးရင်းနသာရဲစခန်းကိုဒုတိယအကြိမ်ဝင်ရောက်စီးနင်းခံရတယ်လို့သိရှိရပါတယ် နိုဝင်ဘာလ၄ရက်နေ့ညပိုင်းကစတင်ကရင်းနသာတိုက်နယ်ရေစခန်းနဲ့ရော်တဝိုက်ကိုတော်လိုင်းတက်တွေကပိတ်ဆို့ထားတယ်လို့သိရှိရပြီးအဲ့ဒီနေ့ညကလေးကရင်းနသာရေစခန်းတဲကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တာရှိပြီးဒီကနေ့မနက်ပိုင်းမှာဒုတိယကြိမ်တော်လိုင်းတက်တွေရဲ့ပိတ်ဆို့တိုက်ခိုက်တာခံရတယ်လို့သိရှိရပါတယ်မနက်၄နာရီလောက်ကစဖြစ်တာဒီမနက်9နာရီလောက်မှာ Jet Fighter ဝဲတယ်ရေစခန်းကိုလက်နက်ကြီးကြားတယ်ပစင်းနဲ့ရွာကိုလည်းလက်နက်ကြီးတွေကြားတယ်တဝုံဝုံပဲ Jet Fighter ကကျေးတာတော့အခုမှတ်တိမရှိသေးဘူးပစင်းနဲ့ရောမှာတက်ကနောက်ဆုတ်ပြီးအထိုင်စကန်ချတယ်မြို့ကိုကာနေတဲ့အနေထားပေါ့တိုက်ပွဲကရင်းနှီးတာတိုက်နေတယ်မဟုတ်ဘူးပစင်းနဲ့ရောနာတိဖြစ်နေတာနှစ်ခုခွဲပြီးတိုက်နေတဲ့ပုံပဲအခုမှတ်ရှစ်ခွဲလောက်မှာတိုက်ပွဲကငြိမ်သွားတယ်လို့ဒေသခံတဦးကပြောပါတယ်အဲ့ဒီတိုက်ပွဲကြောင့်ကမ္ဘာမျိုးပေါ်ကစစ်ကော်မရှင်ရုံးတွေနဲ့စာတင်ကြောင်းတွေအရေးပေါ်ပိတ်လိုက်ပြီးမြို့ကိုပါပိတ်ထားတယ်လို့သိရှိရပါတယ်။ မြို့ရဲလဲဈေးကုန်ကားတွေပြေးလိုက်ပြီးအဝင်ထွက်မရတော့ဘူးနှစ်ဖက်အကြဆုံရှိတယ်ရွာတွေမှာအိမ်တဲကမထွက်ရေးကြဘူးပြည်သူတွေပိတ်မိနေတာအရင်များတယ်အတိကပိတ်မိတာကတော့ရင်းနသားနားကရွာတွေမင်းတဲဦးရှိကုံတင်းငုတ်တထောင်အုပ်ပုံပဇင်းနေရွှေတော့နဲ့အင်နာတဝက်ကရွာတွေပိတ်မိနေတယ်လို့ဒေသခံတဦးကဆိုပါတယ်မနေ့၈ရက်ခွဲလောက်မှာတိုက်ပွဲကညှိသွားတယ်လို့သိရှိရပြီးစစ်ကော်မရှင်ဘက်မှတရဲမျိုးကစစ်ကူပို့ထားတာရှိနေကြ ကမ္မမျိုးမကြစေဖို့အတွက်ခန်းစစ်ပြင်ဆင်ထားတယ်လို့သိရှိရပါတယ်။ရင်းနှီးတာတိုက်နယ်ရေစကန်ဟာ2025ခုနှစ်မေလလောက်ကပထမအကြိမ်ဝင်ရောက်စီးနှင်းမိရှုခံခဲ့ရပူပြီးတက်ချက်တူတုံပန်းအဖြစ်ဖမ်းဆီးခံခဲ့ရကရင်းနှီးတာစခန်းမှုအဖြစ်တာဝန်ကျတဲ့တူရဲအုပ်မြက်သွင်အောင်ကိုလည်းစစ်ကော်မရှင်ကစခန်းကျတဲ့အတွက်ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပါသေးတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ AAC ဦးစီးချုပ်ဘူချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့ဆုတောင်းစကားတံတွေကိုတင်ဆက်ပေးပါမယ်။မနက်ဖြန်နိုဝင်ဘာလ9ရက်နေ့ဟာရခိုင်မျိုးသားအဖွဲ့ချုပ် ARAC တက်တော် ULAA ရဲ့စစ်ဦးစီးချုပ်ဘူချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ဘူချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့အထိမ်းအမှတ်ဖြစ် AA စစ်တီစစ်မီတချို့နဲ့ရခိုင်ပြည်သူတချို့ရဲ့ဆုတောင်းစကားတံတွေကို Nearest Ra ကမေးမြန်းစူးစီးဖော်ပြပေးလိုက်ပါတယ်။ဘူချုပ်ထွန်းမြတ်နိုင်ကို1998ခုနှစ် နိုဝင်ဘာလ9ရက်နေ့မှာအဖဥရှိမြောက်အောင်နဲ့အမိတော်မတ်မြတ်တန်းတို့ကရကံပြည်စစ်တွေမြို့ဘောင်းတွတ်တာစုရက်ကွက်မှာမွေးဖွားခဲ့တာပါအရကစစ်တီတူကျောက်ပြူစစ်မြေပြင်ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေသူတူကအခုလိုမွေးနေ့ဆူတောင်းထားပါတယ်ကျွန်တော်တို့ဟာဖိနိတ်ခံဘဝမှာနေခဲ့ရတော့ကပညာရေးစီးပွားရေးကျန်းမာရေးအဆဆခက်သိမ်းဆုံရှုံကြရတယ်။ဓမေတနက်စားရဖို့အတွက်ရုံးကန်ရင်နေလာတဲ့ဘဝတွေကိုဘုံကျုပ်ကအခုလိုလွတ်မြောက်အောင်ဦးဆောင်ပြီး တော်လန်လာတဲ့တိုက်ပွဲမှာပါဝင်ခွင့်နောက်လိုက်ခွင့်ဖြစ်ရလို့ရခိုင်တမျိုးသားလုံးအတွက်ဂုဏ်ယူမိပါတယ်။ဘူဂျုံလဲမွင်းနေ့ကစပြီးကျမ်းမာပြီးရင်မှန်းချက်အောင်မြင်ပါစေလို့စစ်မြေပြင်ကနေမွင်းနေ့ဆုတောင်းလိုက်ပါတယ်လို့ဆုတောင်းထားပါတယ်။အရခစစ်မြေတူမြောက်ဦးမှာတာဝန်ထမ်းဆောင်နေတဲ့တူကလည်းကို့ပြည်ကို့မြေမှာအခုလိုကို့အစိုးရစီမှာတာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက်ကြောင့်ဘူဂျုံကိုကျေးဇူးတင်ပါတယ်။ဘူဂျုံတော့အခုလိုအချိန်တည်းရက်ကိုပြုပြင်ပြောင်းလဲမှုမလုပ်နိုင်ရင်ဆက်ပြီးတော့ဒီနေ့ဒီအချိန်ထိ အဖိနှိတ်ခံကျွန်လက်အောက်ခံဘဝနဲ့နေသွားရမှာဒါကြောင့်အလူချင်းစုံလွတ်မြောက်မှုကိုယူပေးထားတဲ့ပူကျုပ်ကိုမွေးနေ့ကစပြီးနောက်နှစ်ပေါင်းများစွာအထိအနာရောဂါပရကင်းပြီးကြံ့ကြံ့မာမာအသက်ရှိရှိနေနိုင်ပါစေဘေးရန်ခတ်သိမ်းကင်းပြီးပြည်သူအကျိုးကိုဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်လို့ဆုတောင်းပါတယ်မမျိုးခင်တိစေတနာအရခပြည်သူအကျိုးပြုစည်းကမ်းကလည်း Happy Birthday ပါပူကျုပ်အရခပြည်သူတရလုံးအတွက်အလင်းတန်းကိုစွမ်းဆောင်နိုင်တဲ့နေမင်းကြီးဖြစ်ပါတယ် နိုဝင်ဘာလ9ရက်နေ့မှာကြောက်ရွတ်တဲ့48နှစ်မြောက်မွေးနေ့ကစပြီးကျမ်းမာပါစေတတ်တော်ရာကျော်ရှိပါစေဘိုလ်ချုပ်တက်မှတ်ထားတဲ့ချမှတ်ထားတဲ့ရည်ရွယ်ထားတဲ့အရာတွေအလုံးအောင်မြင်ပြီးမြောက်ပါစေလို့ဆုတောင်းမြတ်တာပို့တာပါတယ်ကျမတို့တမျိုးသားလုံးအတွက်ခိုင်မာတဲ့အမျိုးသားကြီးလမ်းစဉ်နဲ့ရှောက်လန်းနေတဲ့ဘိုလ်ချုပ်ကျမ်းမာပါစေသူတစ်ပါးလက်အောက်မှာနှစ်ပေါင်းများစွာရောက်နေကြတဲ့အရခပြည်သူတွေကိုနှွေထွေမှုတွေနဲ့အတူခုံလုံခွင်းတွေနဲ့အတူအမြန်ဆုံးအကောင့်ထဲပို့နိုင်ပါစေလို့ဆုတောင်းပေးပါတယ်လို့ဆုတောင်းထားပါတယ် ကိုတန်းရွှေမောင်းဂျပန်နိုင်ငံရောက်ရခိုင်လူငယ်တဦးကလည်းဂါရဝါပါအရခတ်တမျိုးသားလုံးရဲ့အာကိုထိုက်ပါတော့အရခတ်တက်တော်ကတမ်မှုချုပ် ULA ရဲ့အဖွဲ့ချုပ်ဥက္ကဋ္ဌဗိုလ်ချုပ်ထွန်းမြတ်နိုင်အခုနှစ်မွေးနေ့ကနေအရခတ်တမျိုးသားလုံးအိမ်မက်ရခိတလန်းစင်အရာလွတ်လပ်သောတရားမျှတသောတိုးတက်အောင်မြင်သောခေတ်ပညာတွေနဲ့အသိပညာအတက်ပညာရှင်တွေကိုထုစစ်မွေးထုတ်နိုင်သောကောင်းဆောင်ကောင်းတယောက်ဖြစ်ပါစေလို့ကျွန်တော်ရင်တွင်းကဆုတောင်းစကားနဲ့မွေးနေ့လက်ဆောင် PF ပါတယ်လို့ဆုထားပါတယ်။ အမျိုးသမီးတူအမ်းမျိုးကလည်းပြင်ပကလူတွေဘယ်လိုပြောပြောကျမတို့မြေပြင်မှာနေနေတာအေးအေးကလည်းမြေပြင်မှာပြန်လဲပြုပြင်ဖို့မနေစူးစမ်းနေရတယ်ပျက်စီးသွားတဲ့မြို့တွေရွာတွေကိုပြင်ဖို့စူးစမ်းနေတာကျမတို့လက်တွေမြင်နေရပါတယ်စစ်ကောင်စီရဲ့လေချောင်းရန်တွေမိုင်းတွေရှင်းရင်တောင်ထိတဲ့သူတွေအထိအနစ်နာခံပေးတယ်ဘူဂျိုလေတီထက်မကအခက်အခဲမြောက်များစွာကိုကြော်လွန်ပြီးကုလူမျိုးအတွက်တီထက်ကောင်းမွန်တဲ့လွတ်လပ်မှုပြည်သူတွေလူကျင်တဲ့ပန်းနိုင်ကိုရအောင်ယူပေးနိုင်ပါစေလို့ ယခုမွေးနေ့ကစပြီးဆူတောင်းပေးလိုက်ပါတယ်။ဘိုးချုပ်သွားလေရလာလေရအန်ရကင်းပေးရှင်ပြီးအသက်ရှိကျန်းမာပါစေလို့ဆူတောင်းထားကြပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မြန်မာနိုင်ငံမှာဆေးဥစုရဲ့အတူအောင်ရွေးကောက်ပွဲကိုဝေဖန်တဲ့လူမှုကွန်ရက် post တွေကို like နဲ့ head react ပေးုံနဲ့စစ်တပ်ကဖမ်းဆီးနေမှုများကုလသမဂ္ဂအစည်းအဝေးမှာတာအမကြီးဦးကျော်မွထွန်းအတီးပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာစေအုပ်စုရဲ့အတူအောင်ရွေးကောက်ပွဲကိုဝေဖန်တဲ့လူမှုကွန်ရက် post တွေကို like နဲ့ ဟက်ရီရှင်ပေးယုံနဲ့စစ်တပ်ကဖမ်းဆီးနေမှုများကုလသမဂ္ဂမှတန်အမတ်ကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုခဲ့ပါတယ်။နိုဝင်ဘာလ၄ရက်နေ့ American ပြည်ထောင်စုနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့အကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံအထူးနိုင်ငံရေးနဲ့ကိုလိုနီနယ်မြေများလွတ်မြောက်ရေးကော်မတီစတုထကော်မတီအစည်းအဝေးမှာတန်မတ်ကြီးကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အကြံဖတ်စစ်အုပ်စုရဲ့ဒစ်ဂျစ်တယ်အာနာရှင်စနစ်အား အင်တာနက်ဖြတ်တောက်မှုနဲ့စင်စဖြတ်တောက်မှုများမှတစ်ဆင့်သာမကအွန်လိုင်းပေါ်မှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ကာဖိနှိပ်နေမှုများပြည်လုံနေကြောင်းမကြသေးမီရပ်ပိုင်းအတွင်းကပင်အမှုပညာရှင်များရုပ်ရှင်ဒါရိုက်တာများနဲ့ထင်ပေါ်ကြောကြားသူများကိုအကြံဖတ်စစ်အုပ်စုကကျင်းပမဲ့အတူယောင်ရွေးကောက်ပွဲအပေါ်ဝေဖန်တဲ့ post များမှာ like တို့မဟုတ် head reaction များပေးခဲ့ရုံများနဲ့မတရားဖန်ဆီးခံခဲ့ရကြောင်းဤသို့သောဆိုးရွားတဲ့ဖိနှိပ်မှုအစဉ်အဆက်စစ်အာဏာရှင်တို့ရဲ့ အမှန်တရားကိုလက်ခံနိုင်ခြင်းမရှိတဲ့တိမ်ငယ်စိတ်နဲ့ပြည်သူလူထုရဲ့လက်လက်စွာထုတ်ဖော်ပြောဆိုမှုအလုံးကိုစိတ်ပေါ်တတတူကဲ့သို့လိုက်လံပိတ်ပင်ထင်းချုပ်လိုခြင်းကိုတိတာမြင်တာစီကြောင်းတမ္မကြီးဥကြုံမှုထုံကရှင်းပြပါတယ်မြန်မာနိုင်ငံမှာတရားမဝင်အာဏာသိမ်းချိန်မှစတင်ကအကြံဖတ်စစ်အုပ်စုဟာ၎င်းတို့အားစက်ကျင်တဲ့မြောက်ကိုဖိနှိပ်ရင်းနဲ့ သတင်းအချက်လက်တွေကို၎င်းတို့ရဲ့အကျိုးအတွက်လိမ့်လျံသတင်းအချက်လက်နဲ့ဆက်သွယ်ရေးနည်းပညာတွေကိုစနစ်တကျလက်နက်တပွဲအသုံးပြုလျက်ရှိပါကြောင်းမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာသတင်းသမားများကိုအများဆုံးမတရားဖမ်းဆီးမှုအဆိုးဆုံးသောနိုင်ငံများအနက်တနိုင်ငံဖြစ်လာခဲ့ကြောင်းတအမတ်ကြီးကပြောဆိုပါတယ်လွတ်လပ်သောသတင်းမီဒီယာများအနေနဲ့နိုင်ငံပြပကိုထွက်ပြေးတိရှောင်ရခြင်းသို့မဟုတ်လုံးဝရနာပိတ်သိမ်းခြင်းတို့ကိုဆောင်ရွက်ခဲ့ရပြီးနိုင်ငံအတွင်းဆက်လက်လုတ်ကင်နေတဲ့မီဒီယာများမှလည်းအကြံဖတ်စစ်အုပ်စုရဲ့ တင်းကျပ်သောထင်းချမှုအောက်မှာအကြံဖတ်စေအုပ်စုကသဘောမတူတဲ့မြည်သည့်စကလုံးအတုံးလုံးဝဟရကုမစိုးအတုံးပြုခြင်းမပြုရန်တားမြစ်ခံရကြောင်းအကြံဖတ်စေအုပ်စုဟာ Facebook နဲ့ Telegram ကဲ့သို့သော platform များကိုစောင့်ကြည့်ချင်းချောက်ရေးကိရိယာများဖြင့်ပြောင်းလဲအတုံးပြုပါအတုံးပြုသူတွေကိုစောင့်ကြည့်ခြင်းတက်ကြွလှုံ့ရှားသူတွေကိုခြေရောက်ခံခြင်းနဲ့၎င်းတို့ရဲ့ရာဇဝတ်မှုများကိုလိန်ညာဖုံးဖိရန်နဲ့ဒီမိုကရေစီခုခံတွန်းလှန်မှုတွေကိုပြပြစေရန် ။တရင်မများဖြန့်ဝေပူပေါင်းဆောင်ရွက်လှုပ်ရှားမှုများကိုပြည်လူရဲ့ရှိကြောင်း၎င်းကဆိုပါရယ်။လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှုပြတ်သုံးနေခြင်း၊တရင်အချက်လက်စီစဉ်မှုများစိုးရွားစွာကန့်တက်ထားခြင်း၊အချိန်နဲ့အမျှကြောက်ရွံ့စွာပြည်သူများနေထိုင်ရခြင်းစတဲ့အချက်တွေဟာစစ်အုပ်စုပြုလုပ်ရန်စီစဉ်နေတဲ့အတုအယောင်ရွေးကောက်ပွဲဟာတရားမျှတမှုလွတ်လပ်မှုလုံးဝရှိမှာမဟုတ်ဒီကိုဖော်ပြနေတဲ့များစွာသောရည်ကြီးတဲ့အချက်များအနက်အချက်ချို့ပင်ဖြစ်ပါကြောင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနဲ့နိုင်ငံတကာအတိုင်းဝိုင်းကိုမြန်မာနိုင်ငံမှာရှိတဲ့တရင်ချက်လက်ဖိနှိပ်မှုရဲ့အရင်းကအကြောင်းတရားများကိုကင်တွယ်ပြင်ဆင်ရန်ကျွလွန်သူများအားတာဝန်ခံစေရန်နဲ့အကြပ်ဖတ်စစ်အုပ်စုရဲ့အတုအယောင်အလေးအညာရွေးကောက်ပွဲကိုပယ်ချရန်ဦးကျော်မိုးထွန်းကတောင်းဆိုပါတယ်နိုင်ငံတကာအနေနဲ့စစ်အာဏာသိမ်းမှုနဲ့စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ရေးနိုင်ငံသားတိုင်းကြောင်းရုံမှုကင်းစွာပြောဆိုခွင့်ရေးသားခွင့်နဲ့ဆက်သွယ်ခွင့်ရှိတဲ့ Federal Democracy ပြည်ထောင်စုတည်ရတည်ဆောက်ရန် အာတီတမြင်းစွာဆောင်ရွက်နေကြတဲ့မြန်မာပြည်သူများနဲ့အတူရက်တီဆောင်ရွက်ပေးကြပါရင်တန်မကြီးဦးကျော်မွထွန်းကအစည်းအဝေးမှာတောင်းဆိုခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့အာနာရှင်မဲအောင်နိုင်ကိုလက်နက်ကင်တိုက်ဖြူချအမြင့်ဖြတ်မှတိုင်းပြည်တည်ဆောက်နိုင်မှာဖြစ်ပြီးတပွဲတွေနဲ့လုံမရဘူးလို့ TNL ဘူချုပ်တာပွန်းကျော်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် အကြံပတ်စစ်အာဏာရှင်မင်းအောင်လိုက်ကိုလက်နက်ကင်တိုက်ပြုတ်ချအမြင့်ဖြစ်မှတိုင်းပြည်တည်ဆောက်နိုင်မှာဖြစ်ပြီးတပွဲတဲ့နဲ့လုံမရကြောင်းတအောင် TNL ဘိုချုပ်တာဘုံကျော်ကပြောဆိုပါတယ်။အော်တိုဘာလထုတ်ဝေတဲ့ TNL တည်နေပြန်ကြားရေးဌာနရဲ့စာဆောင်တွင်မှ TNL မှဘိုချုပ်တာဘုံကျော်ရဲ့မိကွန်းကိုဖော်ပြထားကရင်မိကွန်းမှာတအောင်လောအကယ်ဒမီကျောင်းစင်ပွဲမှာပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။တို့ရမှာရင်းကျောင်းစင်ပွဲကိုမြစ်တီချင်းကပြုလုပ်ခဲ့သည်ကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။ဘိုချုပ်တာဘုံကျော်က တစ်တုံညာနှစ်ကွန်စစ်စီရေးအတွင်းရလက်အဖြစ်မြို့များသိမ်းနိုင်ကြကြောင်းမင်းအွန်လိုင်းကိုရိုးရိုးဆန္ဒပြရုံများဖြင့်မြန်မာနိုင်ငံကိုတိဆောက်ရေးနှင့်မင်းအွန်လိုင်းပြုတ်ကျရေးမဖြစ်နိုင်ကြောင်းလက်ရှိမှာမင်းအွန်လိုင်းကိုလက်နက်ကင်တိုက်ပြီးဖြိုချရုံသာရှိကြောင်းအာဏာရှင်အမြင့်ဖြတ်ပြီးမှတိုင်းပြည်တိဆောက်ရေးရမှာဖြစ်ကြောင်းပြောဆိုပါတယ်တစ်တုံညာနှစ်ကွန် operation ကိုအကောင့်ထဲပေါ်တဲ့အချိန်မှာအခုလိုရလက်တွေကတမျိုးပြီးတမျိုးသိမ်းနိုင်တယ်ဒါကြောင့်မို့မင်းအွန်လိုင်းကိုကျွန်တော်တို့ရိုးရိုးဆန္ဒပြရုံနဲ့ မင်းအောင်လိုင်ပြုတ်ကြဖို့မြန်မာနိုင်ငံကိုတိဆောက်ဖို့ယူယူဆန္ဒပြယုံနေတော့လန့်သွားမယ်မထင်နဲ့ပြီးတော့တွေးဆွဆွေးနွေးငင်းချင်ရင်ဆွေးနွေးပွဲတွေလုပ်ညီလာခံတွေလုပ်ခဲ့တဲ့ခုတော့အားလုံးရှင်းကုန်ပြီဒီကောင်တွေကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံပဲရှိတော့တဲ့အားလုံး balance လုံးမှာပဲအနာရှိအမြင့်ဖြတ်တိုင်းပြည်တိဆောက်လို့ရမယ်ဘယ်အချိန်ထိကြာမလဲကျွန်တော်တို့ပြောလို့မရဘူးမဖြစ်နိုင်ဘူးလားမင်းရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်ကြိုးစားမယ်ကျွန်တော်တို့အားထည့်မယ်တပွဲတည်းဖြစ်အောင်လုပ်လို့မရဘူးလို့ဘိုးချုပ်တာဝန်ကျော်ကဆိုပါတယ် DNL အနေနဲ့ NUG PDF များနဲ့ချိတ်ဆက်အလုပ်လုပ်ခဲ့ပြီးຫນွေဦးတော်လန်ရင်းနဲ့လည်းချိတ်ဆက်ခဲ့ကြောင်းရင်းအပြင် TNP TCS ကဲ့သို့သောတောင်း CS များနဲ့ပူးပေါင်းပြီး TPCC တောင်းအမျိုးသားအတိုင်ပင်ခံကောင်စီကိုလည်းဖွဲ့စည်းခဲ့ကြောင်း၎င်းကဆိုပါတယ်စစ်အာဏာရှင်မင်းအွန်လိုင်းကိုဝိုင်းတိုက်ရင်းနဲ့တစ်ဖက်မှာလည်းတိမ့်ပိုက်ထားတဲ့ဒေသတွေမှာအုတ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးတွေကိုပြင်ဆင်သွားရမှာဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ် မင်းအွန်လိုင်းကိုကြောက်အောင်ဝိုင်းတိုက်ရမယ်ဒါပေမဲ့အဲ့ဒီလိုဝိုင်းတိုက်ကြိုးစားနေတဲ့အချိန်မှာငါတို့ရဲ့ society ငါတို့ရဲ့ data ငါတို့အတက်နိုင်ဆုံးတော့ justice ready ဖြစ်အောင်ကြိုးစားရမယ်ငါတို့စီမံအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးကအစအတက်နိုင်ဆုံးတော့ငါတို့လိုချင်တဲ့ပုံစံဖြစ်အောင်တည်ဆောက်မယ်လို့ဗိုလ်ချုပ်တာဝန်ကျော်ကဆိုပါတယ်ယခုအခါမှာတော့တရုတ်ရဲ့ဂျာဝင်စီစံမှုနဲ့အော်တိုဘားလ29ရက်နေ့မှာစတင်က TNL ကအကြမ်းဖက်စစ်တပ်နဲ့အပြစ်ခတ်ရဲစေးလိုက်ပြီး မိုးကုတ်နဲ့မိုးမေ့မြို့များမှာပြန်လည်ဆုတ်ခွာရန်လေသဘောတူညီထားပြီးဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ KK Pack စီးနင်းမှုအပြီးလွတ်မြောက်ခွင့်ထက်ဒေါ်လာ1400လစာကိုရွေးချယ်သွားတဲ့ကြာဖြန့်ဝန်ထမ်းများအကြောင်းတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့တလောကမြန်မာနိုင်ငံရဲ့နာမည်ဇိုးနဲ့ကြော်ကြားတဲ့အင်တာနက်လိမ်လည်မှုဂိုင်းတွေတက်ကတခုကိုဝင်ရောက်စီးနင်းဖမ်းဆီးမှုတွေဖြစ်သွားပြီးတဲ့နောက်အဲ့ဒီနေရာတွေကနေထွက်ပြေးလာတဲ့ဝန်ထမ်းတွေဟာအနည်းနာကတခြားကြာဖြန့်လုပ်ငန်းတွေမှာ အလင်းအမြန်ပြန်ပြီးအလုပ်ဝင်ဖို့ကြိုးစားခဲ့ကြတာကြောင့်ဝန်ထမ်းအပြိုင်ဆိုင်စုဆောင်းမှုတွေဖြစ်လာတယ်လို့ကျွမ်းကျင်သူတွေနဲ့အတွင်းလူတွေရဲ့အဆိုအရသိရှိရပါတယ်။အွန်လိုင်းလေးလင်မှုလုပ်ငန်းတွေဟာအရှိတောင်အရှတခွင်မှာမှုလို့ပေါက်လာပြီးအချစ်ဆက်လန်းတွေ၊ crypto လိမ်လည်မှုတွေစတဲ့ပုံစံအစမ်းတွေနဲ့သူတို့ကိုတန်တရာမရှိနိုင်တဲ့တားကောင်တွေစီကနေနှစ်စဉ်ဒေါ်လာဘီလီယံချီစုပ်ယူနေတာဖြစ်ပါတယ်။အကဲခက်တွေပြောတာကတော့ဝန်ထမ်းအများစုဟာလူကုန်ကူးခံရပြီး ဒီအင်တာနက်အလုပ်ယုံတဲ့ရောက်လာကြတာဖြစ်ပေမဲ့တချို့လူတွေကတော့လာစားကောင်းကောင်းရဖို့အတွက်ကိုယ်တဘောနဲ့ကိုရောက်လာကြတာမျိုးလည်းရှိပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလနှောင်းပိုင်းမှာမြန်မာနိုင်ငံကနာမည်ကြီးလိန်လေလုပ်ငန်း KK ဖက်ကိုဝင်ရောက်စီးနင်းတဲ့အခါမှာလူပေါင်း1500ကျော်ဟာထိုင်းနိုင်ငံဘက်ချန်နယ်ဇက်ကိုထွက်ပြေးခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီလူထွက်ပြေးသူတွေနီးတူလူပေါင်းများစွာဟာမောင်ခိုဈေးကွက်ထဲအခွင့်အရေးအသစ်တွေရှာဖို့နောက်မှကျန်နေခဲ့ကြပါတယ်။ KK ဖက်နဲ့3ကီလိုမီတာ နှမိုင်လောက်ပဲကွာတဲ့အနီးအနားကအဆောင်တစ်ခုမှရှိနေတဲ့ကိုသဘောနဲ့ကိုကြားဖြန့်လို့သူတရုတ်ဝန်တန်းတယောက်ပြောတာကအော်တိုဘားလ23ရက်နေ့မှာခေကီဖက်ကနေထွက်ခွာလာတဲ့လူပေါင်းရာနဲ့ချီပြီးသူတို့ခြံဝင်းတဲကိုရောက်လာတယ်လို့သိရှိရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာတလကို American Dollar 1400အထိရနိုင်တဲ့လာဇာရီနဲ့ဆွဲဆောင်ခံခဲ့ရလို့ပါပဲ။လုံခြုံရေးအရာအမည်မဖော်လိုတဲ့အဲ့ဒီလူဟာ message ပို့တဲ့ app တစ်ခုကနေသူ့ရဲ့လက်ရှိတင်းနေရာကိုမျှဝေပြခဲ့ပါတယ်။ သူဟာထိုင်းနေဆက်အနီးမြန်မာနိုင်ငံတည်းမှာရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်။တချို့လူတွေကတော့မတန်မာတဲ့တတိတွေကခေါ်သွားမှာဖြစ်ပြီးတချို့ကတော့ကောင်းတဲ့ကုမ္ပဏီတွေကခေါ်သွားပါလိမ့်မယ်။အားလုံးကတော့ကိုယ်ကံပေါ်ပဲမူတည်ပါတယ်လို့သူကဆိုပါတယ်။ Global Initiative Against Transition and Organized Crime ရဲ့အကြီးအကဲကျွမ်းကျင်သူ Jason Tower ကလည်းခေခေဖက်ကကြားဖြန့်သမအများစုဟာတခြားဂိုင်းတွေကလည်းဒီအတိုင်းပြန်စုဆောင်းခံလိုက်ရတာဖြစ်တယ်လို့ပြောပါတယ်။ တချို့လူတွေဟာလိမ်လည်မှုဆက်လုပ်ဖို့အတွက်နေရာအသစ်ရှာနေတာပါသူတို့အတွက်ဒါကိုအလုပ်တစ်ခုလို့မြင်နေကြတာဖြစ်နိုင်တယ်လို့သူကသုံးသပ်ပါတယ်လိမ်လည်မှုတွေအတွက်မှာငွေပေးချေမှုတွေဟာအမည်မပေါ်ဘဲလျှို့ဝှက် cryptocurrency တွေနဲ့လွှဲတာခံလိုက်ရတဲ့နေနာသူတွေကလည်းအရှက်ရလို့တိုင်ကြတာမျိုးနေပါနေတဲ့အတွက်ကြပြန့်လုပ်ငန်းတွေကြောင့်ဆုံးရှုံးသွားတဲ့ပမာဏကိုတိတိကျကျပြောဖို့ခက်ပါတယ်ဒါပေမဲ့ကုလသမဂ္ဂအစည်းအဝေးခန်းစားအရ2023ခုနှစ်မှာအရှိတောင်အာရှနဲ့အရှိအာရှသားတွေကြီးပဲ ဒေါ်လာ38ဘီလီယံထိလိမ့်လည်ခံခဲ့ရပြီးကမ္ဘာလုံးဆိုင်ရာဆုံးရှုံးမှုဟာဒီထက်အများကြီးပိုများနိုင်တယ်လို့သိရှိရပါတယ်စစ်တမ်းအသစ်မြန်မာပြည်ရဲ့အုပ်ချုပ်မှုရော်ရဲတဲ့နေဆက်ဒေတာတွေဟာဒီလိုလုပ်ငန်းတွေပေါက်ဖွားဖို့အတော်လေးချိန်နေပေးပါတယ်2021အာနာသိမ်းပြီးနောက်တိုက်ပွဲတွေနဲ့ရင်ဆိုင်နေရတဲ့စစ်အုပ်စုဟာသူ့ရဲ့ပြည်တွင်းမဟာမိတ်လက်နက်ကင်တပ်ဖွဲ့တွေကိုချမ်းသာကြွယ်ဝစေတဲ့အဲ့ဒီလိန်လယ်မှုစံနာတွေအပေါ်မှာမျက်ကွယ်ပြုနေတယ်လို့ဆွဆွဲခံရပါတယ် ဒါပေမဲ့စစ်အုပ်စုရဲ့နိုင်ငံတကာထောက်ခံသူတရုတ်နိုင်ငံကတော့သူတို့ရဲ့နိုင်ငံသားတွေကိုပြစ်မှတ်ထားလိန်လေတာနဲ့စုဆောင်းထားတာတွေကြောင့်ဒီမောင်ကိုစည်းကွက်ကြီးကိုထိန်းချုပ်ဖို့ဖိအားပေးတာကိုလည်းစစ်အုပ်စုကရင်ဆိုင်နေရပါတယ်။ပြီးကြတဲ့လကစစ်အုပ်စုတပ်သားတွေဟာ KK ဘက်ကအစော့အုံ200ခန့်ကိုဝင်ရောက်စီးနင်းခဲ့ပြီးလူလိန်2000ကျော်ကိုတွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။အကဲခတ်တွေကတော့အဲ့ဒီစီးနင်းမှုဟာအကန့်အသတ်နဲ့သာဖြစ်နေပြီးစနစ်တကျပြင်ဆင်ထားတဲ့ပြဇက်တစ်ခုလို့သုံးသပ်ကြပါတယ်။ အကြောင်းရင်းကတော့သူတို့ရဲ့အကျိုးမြတ်တွေကိုတိတိတတ်တတ်ထိခိုက်မှုမရှိဘဲနိုင်ငံတကာရဲ့ PR တွေဖြည့်လျှော့ဖို့ဖြစ်တယ်လို့သူတို့ကမြင်ကြပါတယ်။ဒါပေမဲ့အဲ့ဒီစီးနင်းမှုကြောင့်နိုင်ငံပေါင်း28နိုင်ငံကလူပေါင်း1500ဟာထိုင်းနိုင်ငံတည်းကိုထွက်ပြေးခဲ့ကြတယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။သူတို့ထဲမှာအိန္ဒိယနိုင်ငံသား900ခန့်နဲ့ဖိလစ်ပိုင်နိုင်ငံသား200ခန့်ပါဝင်ပါတယ်။အာဏာပိုင်တွေကတော့ဒါကိုလူကုန်ကူးခံရသူတွေနဲ့ကိုယ်သဘောနဲ့ကိုယ်လိမ်လည်သူတွေအကြောင်း ခွဲခြားသိနိုင်ဖို့ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ရင်ဆိုင်နေရပါတယ်။အမည်မဖော်လိုတဲ့ဖိလစ်ပိုင်မျိုးသားတစ်ယောက်ကလည်းစစ်တပ်ဘက်သားလက်နက်ကင်အဖွဲ့ရောက်ရှိလာချိန်မှာအော်တိုဘားလ22ရက်နေ့မှာသူတို့ဖိလစ်ပိုင်နိုင်ငံသားအယောက်30လောက် KK ဘက်ကနေအတူတူထွက်ပြေးခဲ့ရပုံကိုပြောပြပါတယ်။လူတိုင်းအပြင်ကိုထွက်ပြေးခဲ့ကြတယ်။ဒါကငါတို့လက်မြောက်ဖို့အခွင့်အရေးဖြစ်ခဲ့တယ်လို့သူကပြောပါတယ်။သူဟာသူ့ကိုလူကုန်ကူပြီးခေါ်လာခဲ့တဲ့ဆိုတဲ့အဲ့ဒီခြံဝန်းတဲကနေယူနိုက်တက်မြပစ္စည်းအနည်းငယ်ကိုဆွဲယူပြီး လီနဲ့ထိုင်းနိုင်ငံအနောက်ဘက်ချင်းကိုကူးသွားခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။ကျွမ်ကျင်သူတယောက်ကတော့ KK Pack မှာလူပေါင်း2000ခန့်လုကင်နေခဲ့ပြီးအများစုကတရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ခံမှန်းထားပါတယ်။ဒါကြောင့်ထိုင်းကိုထွက်ပြေးသွားတဲ့သူတွေဟာစုစုပေါင်းရဲ့စေရာကိုင်းနှုံးတောင်မပြေဘူးလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့နောက်မှကျန်ခဲ့တဲ့သူတွေအလုံးကတော့ကိုယ်တဘောနဲ့ကိုနေခဲ့တာကြီးမဟုတ်ပါဘူး။ကေကပတ်အနီးနားမှာရှိတဲ့အလုတ်ဝင်းကတရုတ်ကြားဖြတ်သမားတွေပြောတာကဒေတာကန်လက်နက်ကိုင်အဖွဲ့ရီဟာ ငွေရဖို့အငမ်းမရဖြစ်နေပြီ။ KK ဘက်ကနေထွက်ပြေးပြီးနောက်အလုတ်လက်မဲ့ဖြစ်နေတဲ့လိန်နေရေးသမားတွေကိုတခြားစစ်ရုံတွေစီကိုရောင်းချလိုက်ပြီးဒေါ်လာ9000ထိရခဲ့ကြပါတယ်။ဒီတော့သူတို့ဟာလာစာကောင်းကောင်းပေးလို့စိတ်လို့လက်ရလုံနေသူတွေလားဒါမှမဟုတ်လူကုန်ကူးခံရသူတွေပဲလားဆိုတာကိုမရှင်းလင်းနေပါဘူး။အဲ့ဒီကြားဖြတ်သမားကစီးနင်းမှုတွေပြည်တဲ့နောက်ပိုင်းညနေတိုင်းပောက်ကွဲတံတွေကြားနေရတယ်လို့သတင်းပေးခဲ့ပေမဲ့ဒါဟာမြန်မာအာဏာပိုင်တွေရဲ့အတိတ်ပဲရှိတဲ့နှင်းနှင်းမှုမဟုတ်ပဲလှုပ်ဆက်ပဲလို့ဆိုပါတယ် ပြီးတော့မိမိသဘောနဲ့ပဲဖြစ်ဖြစ်အတင်းအကျပ်စီခိုင်းခံရလို့ပဲဖြစ်ဖြစ်ကြားဖြတ်သမားတွေဆက်ရှိနေအောင်မှဖြစ်တာကြောင့်ဒီလုပ်ငန်းတွေကိုလက်ပတ်နေတဲ့အတ ିକ တရုတ်တထေးတွေကိုပြစ်မှတ်ထားမှာပဲဒီပြဿနာဟာဖြေရှင်းနိုင်မယ်လို့လူခွန်ရေလှူရှားသူတွေကပြောဆိုကြပါတယ် Civil Society Network for Human Trafficking Victims Assistance အဖွဲ့က J Critia ကတော့သူတို့ကိုဖမ်းဆီးမယ်တရားစွဲမယ်သူတို့ရဲ့ပိုင်ဆိုင်မှုအလုံးကိုသိမ်းယူရမယ်အဲ့ဒါကမှတကယ်နှိမ်နှင်းမှုအစ်စ်ဖြစ်မယ်လို့ပြောကြခဲ့ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်စုလက်အောက်မှာအမြင့်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချီးတိုးရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။